ကဲအဘရေနော်မမိကလာပီကလာနဲ့ဗီလာတို့တမထလက်ဥပဲမမနေနဲ့ဦးနော်လောလောဆယ်ဟိုမှာခင်ဦးမှာအလောင်းတွေပုတ်ပွားပြီးတော့စပားကင်းထဲမှာမြေဩဇာတွေဖြစ်လို့စပားတွေကောင်တော်တော်ရွက်ဖားတွေထိုးကုန်မယ်နော်စပားဆိုတာရွက်ဖားထိုးရင်မကောင်းရွက်ဖားထိုးရင်မဖြစ်တဲ့စပားလဲတတ်တယ်အခုကမြေဩဇာအပုံလိုက်စပားကင်းထဲမှာအလောင်းတွေပုတ်နေတာစစ်ခွေးအလောင်းတွေဘဒူးမှလည်းလာကောက်မတကြို့လို့မပုတ်ဆော်လေအကုန်နန်းနေတယ်ကဲအဲ့လေတွေဘလို့ရိတ်နေနော် စဉ်းစားကြည့်ပါဦးမှားတော့ဟိုဗီလာတို့တမထလာတော့နိုင်ငံတော်အစ်အခမ်းအနားနဲ့ကျူဆူဆိုကိုလည်းအစမတည်ဘူးဟာနိုင်ငံတခုရဲ့တမထလာတယ်ဆိုတော့မဲမင်းအောင်နိုင်ကိုအဲဟိုတရားမဝင်ရဇွတ်ကောင်ဘဝကိုကျုပ်ပေးမဲ့တရားဝင်ဖြစ်အောင်လှုပ်ပေးတဲ့နိုင်ငံပေါ်လာပြီပေါ့ဆိုတော့လေ့လာကြည့်လိုက်တာဗီလာတို့ဆိုတာကနော်ချစ်ဘီတို့ဖိုင်မှာကျွန်တော်ပြောထားပါတယ်အဲ့ဒီကစတူဒီယိုမှာနှစ်သိန်းကျော်ပဲကျဲတဲ့နိုင်ငံလေးစဉ်းစားကြည့် ဲ့ဒီတဲမှာ40ရာခိုင်နှုန်းကတစ်တော့ဖုံလွှမ်းနေတယ်60ရာခိုင်နှုန်းမှာလူနေထိုင်နေနေထိုင်နေလုတ်တဲ့အလုတ်ကဒီစင်ကာပူတို့ဘာလို့လို့เนาะမော်ဘူးစိုက်ပြိုးရင်အဲ့တော့စိုက်ပြိုးရင်ဘယ်လောက်ထိလုတ်တယ်ခင်မီနီးပညာနဲ့ဒီအခုတို့အစ္စရေလတို့မျိုးဟုတ်တယ်မလားပင်ပင်လေရေငန်တော်မှရေချိုထောက်လုတ်ပြီးတော့အာဒီပင်လေကန်းနာဆက်မာတော်ပိန်ဥတွေစိုက်တာအစ္စရေလမှာဆိုအဲ့လောက်ထိအောင်မြင်တာအခြားဟာတွေတော့ပြောမနေနဲ့ဆိုအဲ့လိုစိုက်လားမဟုတ်ဘူးကိုစိုက်ပြီးတော့ကိုကကိုအာလူးစိုက်ပြီးကိုကကိုအာလူးစားတဲ့ဘောက နော်အဲ့ဒါအဲ့ဘီလာရုနိုင်ငံအဲ့ဒီအခုလက်ရှိမင်းအောင်နိုင်ကိုလူကာရှန်လာအဲ့ဒီတမရကနှစ်ပေါင်း30ကျော်ပြီဘီလာရုကိုအာနာရှင်အုပ်ချုပ်နေတာအဲ့ဒီဥရောပအဲ့ဒီဘက်မှာတူတကောင်မရှိတော့ဘူးဘယ်သူမှလူရမတွေ့ဘူးနော် EU ကလည်းလူရမတွေ့ဘူးအမေရိကန်ကလည်းလူရမတွေ့ဘူးအဲ့တော့ဘာဖြစ်တယ်ရုရှားကိုအာကိုပြီးတော့နေရတယ်သူ့ရဲ့မဟာမိတ်ကရုရှားပဲအဲ့တော့ရုရှားသေဆိုရင်သူလည်းသေရှင်ဆိုရင်ရှင်ဆိုတဲ့အဆင့်နော်အဲ့တော့စင်းပြောရရင်တော့အုတ်ကြီးစင်ပဲရှိတာပေါ့ ဟုတ်တယ်မလားအဲ့ဒါကြီးကိုနိုင်ငံတော်အဆင့်မင်းခမ်းမင်းသားနဲ့ကြိုးစိုးလာမင်းအောင်နိုင်ကွာသူ့မှာလူရမဝင်တာဟုတ်ဟိုမှာအသေးသက်လုံနေအောက်မှာစစ်သားတွေတော့ပုံပြီအခုခင်ဦးမှာအလောင်းတွေပုံနေတဲ့ပုံကြီးဘဒုအဲ့ဒီသေွားတဲ့စစ်သားတွေရဲ့မိသားစုညီကိုမောင်တို့မှခံစားကြည့်ရင်တကယ်တော့ဒီစစ်သားတွေရဲတွေကိုသေအောင်လုပ်နေတာဒီမင်းအောင်နိုင်ခေါင်းဆောင်နဲ့ဒီစစ်ခေါင်းဆောင်တွေနဲ့ဒီစစ်ခေါင်းဆောင်တွေကိုအောက်ကနေပေါက်ပန်း၄၀အမြောက်ဖိုးပင့်ကော်လုပ်နေတဲ့ဘောမှဒီကောင်နေကြောင် ဒီစစ်သားတွေသေးနေရတာ2023မှာနော်မင်းတို့ပြောသလိုပဲ NND ကမဲခိုးတယ်ပဲထားကွာ NND အာဏာရအောင်မထားကွာအခု2025မှာ NND တက်တာနောက်တစ်ပြန်တက်တာကုန်တော့မယ်အဲ့ဒီစစ်သားတွေသေးမလားအဲ့ဒီရဲတွေသေးမလားဒီပြည်သူတွေအိုးအိမ်တွေပျက်စီးသေးကြရနော်လက်ရှိထောင်ထဲမှာတောင်းတဲ့ချီဖမ်းထားတာတွေမပါသေးဘူးလောလောဆယ်မင်းတို့စစ်သားရဲကိုပဲမေးတာသေးမလား NND မဲခိုးလို့ NND အစိုးရတက်လို့ဝိုင်း ဒီတိုင်းပြီးရောအခုလိုပြက်မလားအဲ့ဒါအဖြစ်ပဲဘာမှမဖြစ်ပါဘူးအားလုံးပြည့်တိုင်း2015နဲ့2020ဘယ်လိုပြက်သွားတာတိုင်းပြီဟုတ်တယ်နော်အဲ့တော့တိုင်းပြီးဒီလိုပြက်တဲ့တကက်တရေခန့်အစ်စ်မှန်ဒီဘယ်သူတွေလဲမင်းအောင်နိုင်အပါဝင်ဒီကြံ့ဖို့ပါတီကြောင့်တိုင်းပြည်ကအခုလိုပြက်တာနော်အခုလည်းမှာစစ်သားရဲ့သေးနေဘယ်သူမှမတကြိုးစဉ်းစားကြည့်လူတယောက်ရဲ့နောက်ဆုံးဘဝပေတဲ့အလောင်းတော်မှာလမ်းလက်ကောင်ခွေးသေးကောင်တကောင်သေးနေအောင်မှာကောက်တကြိုးပေးမဲ့လူရှိတယ်စစ်ခွေးတကောင်သေးဘယ်သူမှမတကြိုးပေးဘူး ဟမ်ပြီးတော့အဲ့ဒီပေသွားတဲ့စစ်သားသားများတွေကိုလည်းအာမခံချက်မင်းအောင်လိုက်ပါပေးဘာမှမပေးဘူးအခုမြှောက်ပေးနေတဲ့ကြော်စိုးတို့ကြော်မျိုးမင်းတို့အဲ့ဒီဟိုကောင်ဟိုကောင်ဘလူတွေတောင်တလုံးမြှောက်တလုံးနဲ့တူတူခေါင်းဆောင်မင်းသားဆိုပြောနေတယ်ဟိုကောင်ပိုင်ရဲကိုဟမ်အဲ့မိန်လို့ကောက်ခေါ်လာအမခင်ဦးမှတကြိုခိုင်းစောက်ခေါင်းထဲကနေမြှောက်ပေးနေတဲ့စစ်သားကိုဟမ်အခုတော့မှအလောင်းနဲ့ကျွန်တော်တရင်ဖတ်ပြစကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းတိုက်ပွဲတွင်တေဆုံးသွားသောစစ်သားအလောင်းများ စစ်တပ်ကလာမကောက်ပဲစွန့်ပစ်ထားတဲ့ဖြင့်တော်လိုင်းအင်အားစုများကနယ်မြေရှင်းလင်းမိတ္တူပေးနေရကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးပတ်ကဖမှတော်လိုင်းသတင်းမြင့်ကရန်ကုန်ခေတ္တသတင်းဌာနကပြောဆိုလေ။နိုဝင်ဘာလ23ရက်နေ့မွန်လ17ရက်နေ့ခန့်မှာခင်ဦးမြို့နယ်မုံလှချင်းရွာအတွင်လေးရကြယာရီတက်ဆွဲအထိုင်ချထားသောအကြမ်းဖက်စစ်တပ်ဟာပြင်းထန်ပြူစောတိရွာတို့အင်အား180ခန့်ဖြင့်ထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရင်းတိုက်ပွဲတွင်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြက်သွားပြီး ်စစ်သား80ဝန်းကျင်တေဆုံးကလက်နဲ့26လက်နဲ့ခဲရမ်းများတင်းစေရရှိခဲ့ကြအောင်တရှိရတယ်။ရင်းနောက်စစ်သားစစ်ကြောင်းမှာမုံနှကျေးရွာအတွင်ရှေ့ရမြောက်အကြယာရီအထိုင်ချတပ်ဆွဲနေထိုင်ခဲ့ပြီးနိုဝင်ဘာလ28ရက်နေ့ညနေပိုင်းမုံနှပင်စိန်ကင်းကြည်စုအောင်သာယာကာဘိုးအထိအစိုးပါလမ်းအတိုင်းတိတ်တဆိတ်ဆုတ်ခွာသွားကြကြောင်းနိုဝင်ဘာလ28ရက်နေ့တော်လိုင်းအင်အားစုများက တိုက်ပွဲဖြစ်နေရာတော့နယ်မြေရှင်းလင်းသွားရောက်ဆောင်ရွက်ခဲ့ရစစ်တပ်ဘက်မှတေဆုံးပုတ်ပွနေတဲ့စစ်သားအလောင်းအများအပြားလေကွင်းနဲ့ချောင်းတဲ့နေရာအနှံ့အပြားတွေတွေ့ရကြောင်းရင်းအလောင်းများကိုခင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖိုက်ရဲဘော်များကဒီဇယ်ဓာတ်ဆီဘူးများတာယာဝင်းများမီးစာဒုတ်များအတင့်ယူဆောင်၍၎င်းရုပ်အလောင်းများဤနေရာတွင်ပင်မီးတချို့မီးရှို့တချို့ပေးခဲ့ကြကြောင်းသိရတယ်အလောင်းတွေကပုတ်ပွနန်စော်နေတာသူတို့စစ်ခွေးတွေက စစ်ပွဲအလောင်းတွေလာမတဲတော့ဘူးဒီအတိုင်းထားရတာလူကုံတိတ်ခါအရတကြိုးပေးဖို့ကျွန်တော်တို့ကလှုပ်ဆောင်ပေးတာပါအလောင်းအတော်များများကပုတ်ပွန့်နေတယ်ဟုတော်လိုင်းသတင်းမြစ်ကပြောဆိုတယ်အဆိုပါခင်ဦးတိုက်ပွဲတွင်စစ်တပ်ဘက်မှ60နှစ်80အကြာတေဆုံးခဲ့ပြီးအကြမ်းဖက်စစ်တပ်ထံမှငကြင်းမီးတစ်လက် MA10 လက် MA2 3လက် BA100 60မှမှကွန်မတိုစိန်ပြောင်းတစ်လက် MA3 3လက် MA4 တစ်လက် G3 လေးလက် MAS sniper တလက် M1 ၅လက်နဲ့ဆက်ဆက်ခဲယမ်းများအစုံသိမ်းဆဲရရှိခဲ့ကြအောင်သိရှိရကဲဒါကတော့ခင်ဦးမှဖြစ်နေတဲ့ကိစ္စစဉ်းစားကြည့်ပါကျွန်တော်တို့လူတယောက်ပေွားတယ်အခုရှေ့ရကြကျွန်တော်တို့တို့အဲ့ဘေးမှာတက်ဆွဲထားတာဘာဖြစ်လို့ပြန်လာမှာကောက်တာလဲဟမ်သူတို့တို့အတက်ဆုံပြီးတော့အသေးခံပြီးတိုက်ပေးွားတဲ့စစ်သားတွေလေဟုတ်တယ်မကျွန်တော်တို့လေအခုတော့စစ်သားတွေတည်ပြည်သူတွေပြောနေကြဆိုအဲ့ပြောနေတဲ့ပြည်သူတွေသွားမေးကြည့်ပါ တကယ်စစ်တပ်ကိုမုံလို့ပြောတာလားဒီလိုပြည်သူကိုဒုက္ခပေးနေတဲ့ကောင်ယော့ဝါလို့ပြောတာလားကျွန်တော်တို့ဘယ်သူ့ပေါ်မှာအတေပေစေခြင်းနဲ့စိတ်မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်အတွက်နော်အားလုံးဟာပြည်သူပြည်သားတွေပဲဒီလူတွေအားလုံးကိုကျွန်တော်တို့ကတကယ်တမ်းအခုကျွန်တော်အရှိမပြောခဲ့သလိုပေါ့2015 2020မှာတာဒီစစ်တပ်ကအာဏာမသိမ်းခဲ့ဒီစစ်သားတွေဟာလည်းမြန်မာပြည်သားတွေဒီပြည်သူတွေဟာလည်းမြန်မာပြည်သားတွေ ဲ့တော့အခုမင်းအောင်နိုင်ရဲ့မစင်မရှင်အာနာယူမှုကြောင့်ဘဝပြတ်တာเนาะအဲ့တော့အမှန်ကနေအမှားဖြစ်ဒါမှမဟုတ်တခုရှိတာကအင်အားကြီးတဲ့ကောင်တွေကဟိုဘယ်လိုလဲအင်အားကြီးတဲ့ကောင်တွေကဟိုမတရားတဲ့ဘက်မှာပါနေတာဖြစ်တဲ့အတွက်ဘလို့ဖြစ်နေလဲဆိုတော့အခုနောက်ပိုင်းဆိုရင်အဲကျွန်တော်တို့နဲ့တော်လိုင်းရင်းနဲ့ပတ်သက်တဲ့ပို့တွေအောက်မှာဒီမြို့ပြပျောက်ကြားနေမရှိတဲ့အတွက်ဒီကောင်တွေကမြို့မှာနေတဲ့ကောင်တွေကဘာရဲရဲတင်းတင်းဖြစ်လာတယ် အာတောက်လျှောက်ပုတ်ကွန်မန်းနေမှအောက်ကနေဝိုင်းဆက်မတိလို့ရှိရင်ဒီလိုအမှန်တရားဘက်ကယက်တီတဲ့လူတွေကမတရားတဲ့ပုံစံမျိုးဒီလူတွေကြောက်ပဲတိုင်းပြည်ပြည့်နေတဲ့ပုံစံမျိုးလိုမျိုးတက်ရောက်အောင်ဒီကောင်တွေလုပ်နေတာနော်တကယ်တော့အမှန်အမှားဆိုတာလူတိုင်းတည်အဲ့တော့လူများဟိုလူများတရားနိုင်ဆိုငွေများတရားနိုင်ဆိုပုံစံမျိုးလိုဟိုအီယိုကျွဲဖြစ်အောင်လုပ်နေကြတာတကယ်တော့ဒီတိုင်းပြည်အားလုံးရဲ့ပြည့်စည်နေတဲ့တရားခံကြီးဘုဒ္ဓတယ်မင်းအောင်နိုင်မယ်ဒီမင်းအောင်နိုင်နဲ့မင်းအောင်နိုင်ကို အာနာသိမ့်ဖို့မြှောက်ပေးခဲ့တဲ့ကောင်းကြီးပဲဒီသူတို့ကအာနာမသိမ့်ခဲ့ရင်တိုင်းပြည်အခုလိုဖြစ်လာစရာအကြောင်းတန်းတန်းလေးမှမရှိဘူးဒါဟုတ်တည့်ရတဲ့တန်းနဲ့ဒီအမားကြီးကိုဖုံးကွယ်ပြီးတော့အမှန်တရားတော့လုံနေတဲ့ပြောနေတဲ့သူတို့တိုက်ခိုက်နေကြတိုက်သူတိုက်ခိုက်နော်ကျွန်တော်တို့ကတော့ကျွန်တော်တို့ယုံကြည်မှုအပြည့်ရှိတယ်ဘာဖြစ်လို့လဲကိုလုံနေတာဒီကိုအကျိုးစီးပွားအတွက်မဟုတ်ကိုမိသားစုအကျိုးစီးပွားအတွက်မဟုတ်ဒီတိုင်းပြည်မှာဒီလိုမတရားမှုတွေလက်ခံပေးလို့မရတဲ့အလုပ်လုပ်နေတယ်နော်စစ်သားတယောက်တွေကဒါနဲ့မြန်မာနိုင်ငံသားပဲ ဒါပေမဲ့ဘဝတွေစဉ်းစားကြည့်ကွာအခုကျွန်တော်ဟိုမှာရည်တော့ရည်ရတယ်စစ်ဖို့ဒီကောင်အပွင့်နဲ့၃ဝက်ကျွန်တော်လာလာဆဲတယ်ကိုကျွန်တော်ဒီဒီကောင်ကကျွန်တော်မဘလော့ပဲထားလိုက်တာပေါ့အဲ့ဒါဟိုတလုံးကကြတော့စဲနေတယ်စိတ်ညစ်တယ်တဲ့စစ်တပ်ထဲမှာမနေချင်လို့ကျွန်တော်သူတက်တက်ပြောတာအောင်မေးလို့အဲ့ဒါနဲ့ကိုယ်ကလည်းအလုံးရှုပ်တော့စာတွေမပြန်ပြူဘောဒီနေ့မှစာပြန်ပြေတော့မဟုတ်ဘူးမင်းတကယ်စိတ်ညစ်တာလားငါတို့တွေလုံနေတယ်ဆိုတာငါတို့ငါတို့ ပြန်ပြောရဲတယ်ငါတို့တိုင်းပြည်အတွက်ငါတို့လုပ်တာမင်းတို့စစ်သားတွေမုံလို့မဟုတ်မင်းတို့စဉ်းစားကြည့်ဒီတိုင်းပြည်ကတို့အချင်းချင်းဖြစ်တင်တာဆိုတော့အဲ့လိုပြောရင်မင်းရတဲ့မင်းကစာပြန်ထားကြပြီတဲ့အခုမှမင်းကငါ့ကိုစာပြန်လာတဲ့ငါရခိုင်ပြောင်းအောင်တော့မယ်တဲ့ရခိုင်ဆိုအဲ့လိုဖြစ်နေတာအဲ့တော့စိတ်သက်ခံယူချက်ချင်းကအများကြီးဝင်ဖြစ်နေဒါပေမဲ့တို့မှလူအင်အားပြည့်ရှိတယ်เนาะကျွန်တော်ဟိုတခုကိုတွတ်ပြမယ်ဟာကိုဘကလူတွေလည်းတည်အောင်လို့ တော်အာနာမသိခင်မှာစစ်တီအင်အား၅သိန်းရှိတယ်ပဲထားနော်အခုခင်ဗျားပေွားတာဘယ်လောက်ရှိဟုတ်တယ်နော်လက်ရှိအာနာသိန်းပြီးမှစစ်မှုထမ်းဥတွေပြတ်ထမ်းပြီးမှထပ်တိုးလာတဲ့အင်အားဘယ်လောက်ရှိစဉ်းစားကြည့်အဲ့တော့မင်းအောင်နိုင်အတွက်ကတမတမပြုတ်ဝိုင်းရင်နောက်ထပ်တမထပ်ထည့်လို့ရတယ်ဒါကိုတဘောပေါက်ဖို့လိုတယ်မင်းတို့စစ်သားတဲ့အနေနဲ့ဒါကိုတဘောပေါက်ဖို့လိုဟိုတလောအောင်ကအပတ်စဉ်တက်ကလူတွေပြန်လှုပ်တဲ့ဘာညာဆိုရင်ဂျင်းထက်လိုက်သေးတယ်ကျွန်တော်ပြောခဲ့သလိုပေါ့ အပတ်စဉ်တက်မှာလူကြီးဘယ်လောက်ခေါ်ခဲ့လဲအဲ့ဒီတည်းကကျမ်းမာရေးကြောင့်ဘယ်လောက်တည်ခဲ့လဲဟုတ်တယ်နော်ပြီးလို့ရှိရင်ရန်ထုလက်မှာတုံမှန်းဘယ်လောက်ကြံပြီးခဲ့လဲပြီးရင်ပေဝါတာတိုက်ပွဲမှာကြဆုံးသွားတာဘယ်နှယောက်ကြဆုံးသွားလဲခြေပြက်လက်ပြက်ဒုက္ခိတာဖြစ်နေတာဘယ်နှယောက်ဖြစ်နေအဲ့ဒီအချက်တွေကိုပြည်သူကိုထုတ်ပြန်မှုပြောရင်တော့မင်းတို့စစ်သားတွေကိုထုတ်ပြန်ပေးတာမပြန်ပေးပါဘူးအဲ့ဒါကိုကြည့်ချင်းအပြင်ကြည့်လိုက်အဲ့တော့တကယ်အပတ်စဉ်တက်ကောင်တွေတကယ်ပြန်ရတာလားမပြန်ရတာလားအဲ့ဒါအဖြစ်ပဲ အဲ့တော့ဘဝတွေစတဲ့ပြီးအတေခန်းနေရတာတန်လားဒီတိုင်းညီအတွက်လူတစုအာနာရရေးအတွက်ဒီလိုမျိုးအခုတေတော်မှကြည့်အဲ့ဒီအခုတေသွားတဲ့အလောင်းတွေပုတ်နေတဲ့စစ်သားတွေမှာမယားတွေရှိမှာပဲသားသမီးတွေရှိမှာပဲသူတို့မယားတွေသူတို့သားသမီးတွေရင်းနေဝင်ကြီးစမ်းกว่าဟမ်ပိုင်ရဲကိုမင်းတို့လျှောက်ပေးနေတာဟမ်အခုလိုဖြစ်သွားတယ်အဲ့ဒီစစ်သားတွေမယားတွေအတွက်မင်းတို့ဘာတစ်ခုကူညီပေးတယ်ဟမ်တံမိခဲ့တဲ့သူတို့ခလေးတွေညာမင်းတို့ကိုချင်းစာချင်းညာမင်းတို့တွေကမင်းတို့မတင်ရရင်ပြီးတော့မင်းတို့အာငါတို့ကတက် ဟိုအမားကြီးကိုအမှန်လို့ပြီးတော့စစ်ဒီစစ်ဘုံချုပ်တွေကိုမြှောက်ပေးတယ်အဲ့တော့စစ်ဘုံချုပ်တွေအမိတ်ပေးဒီစစ်သားတွေကတိုက်ကတယ်တိုက်ကတော့တေတယ်တေဘယ်သူမှတောင်းမမီဘူးဆိုတော့ဒီဒီဘဝတွေကြည့်ပါဘာကြောင့်မလို့မမြှောက်ပေးပါနဲ့เนาะမင်းတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့ဘောမတွေမင်းတို့ရဲ့လှုပ်ရက်ကအင်မတန်အောက်တန်းကျတယ်စစ်တပ်ကိုမင်းတို့ဖြတ်စည်းနေတာမင်းတို့တမ်းမတော်ကိုချစ်တာမဟုတ်ဘူးမင်းတို့ချစ်တာဒီစစ်ဘုံချုပ်တွေကိုမင်းတို့ချစ်တာဘာဖြစ်လို့လဲမင်းတို့အတွက်အကျိုးအမြတ်ရအောင်အခွင့်အရေးရအောင်လို့ နော်မင်းတို့တမတော်ကိုဘယ်ခေချစ်တာမဟုတ်တမတော်ကိုချစ်တယ်ဆိုရင်ကိုရင်ကပြောလို့ဒီအာနာစသိန်းတွေကစစ်သားဘလောက်တွေသွားပြီစစ်သားဘလောက်တုံမှန်းဖြစ်နေတယ်စစ်သားဘလောက်ဒုက္ခိတဖြစ်နေတယ်အဲ့ဒီစစ်သားတွေကိုဘဒူတွေတာဝန်ယူပြီးဘာတွေကူညီထောက်မှမှုလုပ်ပေးပြီအဲ့ဒါအဖြေပဲဘဒူလုပ်ပေးတယ်ဘယ်ဘောမှလို့ကြော်စုံလုပ်ပေးတာကြော်မျိုးမင်းလုပ်ပေးတာပန်ရဲကိုလုပ်ပေးတာမတ်ပုဒုလုပ်ပေးတာတစင်ဦးလုပ်ပေးတာလက်ရှိဒီလက်ငါးကြောင်းတော့မပြစ်ပါဘူးဒီကောင်တွေဒီမှာလော်နေတဲ့ကောင်တွေဘဒူလုပ်ပေးတယ်ဘဒူမှမလုပ်ပေးဘူးအဲအဲ့တော့စဉ်းစားကြည့် အဲ့တတ်မတော်ကိုတကယ်ချစ်တာလားတတ်မတော်ကိုဒီကောင်းလေးဖြစ်စည်းနေကြတာအဲ့ဒါကိုနှိုင်းရှင်ကြည့်လိုက်နော်အဲ့တော့အခုကျွန်တော်ပြောတဲ့အကြောင်းအရာလေးကိုစစ်သားမိသားစုတွေရဲမိသားစုတွေအားလုံးမြင်နိုင်ကြပါစေနော်ဒါကိုအုံနောက်နဲ့ကိုစဉ်းစားကျွန်တော်တွေးခွဲတာမဟုတ်ခင်ဗျားတို့ကောင်းထဲမှာအုံနောက်ရှိတယ်ကျွန်တော်ပြောတဲ့စကားမှားလားမှန်လားတလုံးချင်းစီကိုနားထောင်ပြီးစဉ်းစားပါမှားတယ်ဆိုရင်လာခဲ့ပါကျွန်တော်စကားကိုကျွန်တော်တောင်းပြီးယူပါတယ်နော်အဲ့တော့တတ်မတော်ကိုတကယ်ချစ်တာဘသူတွေလဲဆိုတဲ့အဖြေကိုတိအောင်ကြည့်ကြပါ ဒီတိုင်းပြည်တော်နိုင်ရေးအောင်မြင်သွားတဲ့နေ့အရင်ဦးဆုံးကောင်းစားမှဒီမိုကရေစီရောက်သွားရင်ဟဲ့ဒီတိုင်းပြည်မှာအရင်ဦးဆုံးကောင်းစားတာလက်နက်ကင်ပါပြီးမှပြည်သူတွေကောင်းစားရမှာပါเนาะအဲ့လောက်ဆိုရင်တဘောပေါက်မှထင်ပါတယ်ဒါကြောင့်မို့လို့အမှားမှန်ကိုမြင်နိုင်ကြပါစေ